င်ကျမတို့ဒီနေ့ active passive ကို exercise လေးလုပ်ရအောင်နော်အဲ့တော့၄ခြင်းငယ်လေးလုပ်ရင်းနဲ့ရှေ့မှာသင်ထားတဲ့ active passive ဆိုတော့ပုံစံလေးတွေကိုပြန်ဖော်ကြည့်ရအောင်နော်အဲ့တော့ exercise လုပ်ဖို့တဲ့နံပါတ်၄လေးကျွန်မဖတ်ပြပါအောင် the book was published in 2002အဲ့တော့ကျမတို့ဒီမှာ active passive ကိုမြားလေးကိုဟိုဘက်ရောဒီဘက်ရောပြလိုက်မယ်အတိတ်ဘယ်ဒီဘလို့ဖြစ်မလဲ အက်တစ်ကနေပက်စစ်ပြောင်းတာနဲ့ဖြစ်နိုင်တယ်ပက်စစ်ကနေအက်တစ်ကိုလည်းပြောင်းတာဖြစ်နိုင်တယ်ဒါဆိုရင်ဒီစာကြောင်းရဆိုရင်တို့တွေကိုပေးထားတာဒီ base sentence ဖြစ်မလဲ active sentence လား passive sentence လား passive yes ကျမတို့ပေးထားတာဒီ passive ပေးထားတာဘာကိုကြည့်ပြီးသိလိုက်တာလဲဒီမှာ was published verb ကိုကြည့်လိုက်တာ ਨੇ သိတယ် ဘာကြောင့်လဲ what's where plus but 3ဆိုတာဒီသူ့ကို active ပုံစံပြောင်းရင်ဘယ်လောက်ပြောင်းရတာလဲ verb 2အဲ့တော့ what's where plus but 3ကနေပြောင်းပြန်ပြန်လိုက်ရင် verb 2ဖြစ်လို့ကျမတို့ရှေ့မှာ သူ့ရဲ့နောက်မှာရှိခဲ့တဲ့ by plus subject ကို ပြန်ထုတ်ထားပေးတာဒါကြောင့် subject အတွက်စိတ်ပူစရာလိုလားမလိုဘူးအဓိက verb ကိုပဲပြောင်းမယ် အဲ့တော့ was publish battery ဖြစ်လို့ကျမတို့ဒီ was where plus battery ဖြစ်လို့ was where ကိုဖြုံးမယ်ပြီးရင် battery ပြန်ပြောင်းမယ်အော် sorry verb 2ပြန်ပြောင်းမယ် publish အဲ့တော့ someone publish verb 2ဖြစ်သွားပြီနော်ပြီးတော့ရှိရင်ဘာလုပ်မလဲရှေ့ဆုံးမှာရှိတဲ့ object ကို verb နောက်ပြန်ကပ်ဘယ်နောက်ပြန်ကပ် ဖန်တော့ပြန်ကဲဒါကြောင့်မို့တက်ဖို့ခုပြီးတော့မှကြံတဲ့ခုနှစ်ကိုအရင်ရေအင်း2002 2အဲ့တော့ someone published the book in 2002 someone published the book in 2002အဲ့တော့2002ခုနှစ်မှာဒီစာအုပ်ကိုတစုံတစ်ယောက်ကထုတ်လုပ်ခဲ့ပါသည်ရမလား အခုနံပါတ်1ကိုဖတ်ပြော She buys fresh vegetable အဲ့တော့ကျွန်မတို့ပေးထားတာဒီဘတ်ကိုတန်းကြည့်လိုက်ဒီဘတ်ဒီတလုံးနဲ့ဖြစ်နေတယ်ဒါဆိုရင်သိကြပါဘာပေးထားတာ active ဒါဆိုရင် active ကနေ passive ပြောင်းဖို့အတွက် verb ကိုကြည့်တော့ verb 1ဖြစ်နေပြီဒါဆိုရင် verb 1 SES ဆိုရင် M is a plus but three. ဒါကြောင့်မို့ M la is a R la ကြီးဖို့အတွက် vegetable အများကြီးမဟုတ်ဘူးလား။ဟုတ်ပါရဲ့။ M la is a R la. R. B U Y by ရဲ့ but three က B O U G A C bought. ဘိုင်းရှိကျွန်တော်တို့အတွက်မလိုဘူး။ post store ချ။အဲ့တော့ fresh fresh vegetables are bought. နောက်တစ်ခုနံပါတ်3ဖတ် This song is loved by everyone ဒါကစာကြောင်းရပေးရတာပုံမှန်ဆိုရင် by everyone ဖြုတ်ချင်းဖြုတ်ထားမှာပေါ့เนาะကျမတို့ everyone ပေးထားဆိုတော့ဒီ everyone ရဲ့လားရာကိုပြချင်လို့ကျမတို့က by plus everyone လို့ထည့်ထားတာเนาะအဲ့တော့တေချာပေါ့ပေးထားတာဒီဘာပုံစံဖြစ်ပြီလဲ passive ဲ့တော့ passive ကနေကျမတို့ active ပြောင်းဖို့အတွက်စဉ်းစားမယ် ms r plus 1မဟုတ်ဘူးလားဟုတ်ပါဘူးဒါဆိုရင် ms r plus 1ကိုပြောင်းမြဲ active ပုံစံစဉ်းစားရင် b 1အဲ့တော့ b 1မှာမှာ scs ထည့်ဖို့လိုမလို share subject ကိုကြည့် everyone တယောက်တည်းမဟုတ်ဘူးလားဒါကြောင့် love မှာ l o v e s loves အဲ့ဒီဝင်တယ်လူတိုင်းလေလူတိုင်းဆိုရင် summer subject အနေငယ်လို့သတ်မှတ်တယ်တယောက်ထဲလို့ပဲပြောတာเนาะအဲ့တော့ everyone loves ดาเวเนาะเอฟรีวันส์อ่ะลูไดส์ဆိုတာဒီလူတိုင်းဆိုတာလိုက်ယူလို့မရဘူးဒါဆိုရင်စမတို့အန်ကောင့်တေဘယ်နောက်ဖြစ်သွားပြီအဲ့တော့အန်ကောင့်တေဘယ်နောက်ဖြစ်လို့သူ့ကိုဆပ်ဂျက်တယောက်ထည့်လို့ပဲတတ်မယ်เนาะအခုနံပါတ်4ဖက် they won the match အဲ့တော့ they won the match ပေးထားတာ WON warm the verb 2မဟုတ်ဘူးလားဟုတ်ပါတယ်ဒါဆိုရင်ပေးထားသည် active verb ဖြစ်မလား passive verb ဖြစ်မလား active တစ်လုံးနဲ့ပါဆိုမှာ ဟလာဒါဆိုရင် verb 2ဆိုရင် was were plus verb 3အဲ့တော့ was လားဝဲလား was was w o n won ရဲ့ verb 3က w o n won there အဲ့တော့ the match was won by them သုံးဖို့လို့လား no သုံးဖို့မလိုဘူးထဲလို့လည်းရတယ်ဒါပေမဲ့အဲ့ဒီ they ဒီကိုအထူးပြုခြင်းတဲ့လူအရေးကြီးတဲ့လူဖြစ်ရင်တော့ထဲလို့ရရမယ်နော်ဟုတ်ပြီ အဲ့တော့ဒါကိုသိချင်အားဖြင့်ကျွန်တော်တို့ဒီ percentage လာလာသုံးလို့တက်သွားပြီပြောင်းလို့တက်သွားပြီဒါမဲ့ဒါဒီ tense အနေရနှစ်ခုပဲရှိသေးတယ်เนาะနောက်ထပ် tense တွေအများကြီးကျန်သေးတယ်ဒါတွေကဆက်လေ့လာအောင်ပါပေါ့เนาะ